အခန်းဆက်ကရှေးဆောင်ခြင်းစိတ်မမှန်ခြင်းတဘာဝနိယာမအကျိုးရှိအောင်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်တဲ့သူကိုခေါင်းဆောင်အဖြစ်ရွေးကောက်ကြလိမ့်မယ်။တင်မောသားကိုယုံနေတဲ့လူနာကဆရာဝန်ကိုယုံမှာမဟုတ်ဘူး။ သင်္ဘောသားရဲ့အကြံကိုပဲလက်ခံလိုက်မယ်။ Xenophon အချိန်ကာလနဲ့အတူခေါင်းဆောင်မှုပုံစံတွေပြောင်းလဲပါတယ်။ဒါပေမဲ့မပြောင်းလဲပဲကြံခဲ့တာက လူတွေရဲ့ဩဇာအာဏာပေါ်ထားရှိတဲ့တွေးဟာစိတ်ထားပါ။ဥဆောင်မှုနောက်နာခံခြင်းပေမဲ့လည်းတပြိုင်နက်တည်းမှာလွတ်လပ်ခြင်းကြတယ်။ကာကွယ်မှုကိုလက်ခံကြပြီမဲ့ပေးဆပ်မှုမရှိပဲပူလုံမှုကိုလိုချင်ကြပြန်တယ်။ဖျားကို ဘယင်ကိုဘယင်ကိုဖျားလို့ကိုးကွယ်ကြပေမဲ့တပ်ပစ်ခြင်းလောက်အောင်ကိုမုန်းခြင်းလဲမုန်းတတ်ကြတယ်။အကယ်လို့ကိုကအဖွဲအစည်းအသေးအပေးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ရင်အုတ်ချုပ်ကန်နောက်လိုက်တွေကကိုရဲ့အမားတစ်ချက် အလွဲတစ်ကွက်ကိုချောင်းနေကြမှာဖြစ်ပြီး ကိုဘတ်အားနေချက်တစ်ခုခုထုတ်ပြမိတယ်လို့ဖြစ်သွားတာနဲ့နေမျိုးစုံတုံးပြီးတော့ထိုးနှက်လာကြမှာဖြစ်ပါတယ်။ခေါင်းဆောင်အလုပ်ကတကယ်တမ်းမလွဲပါဘူး။ ဩဇာအာဏာအရှိန်အဝါသုံးပြီးတော့အုပ်ချုပ်စီမံနေရပြီမြဲတပတ်မှာကြတော့လက်အောက်ငယ်သားတွေရဲ့လက်အောက်ငယ်သားတွေနဲ့သူငယ်ချင်းပေါင်းပေါင်းရပါတယ်အတူအလျှောက်မညီလို့အလျှောက်ပေးတာများသွားရင်ကိုယ့်ရဲ့လုံပိုင်ခွင့်လုံနိုင်ခွင့်ဩဇာကိုအထင်သေးတာမျိုးနဲ့ဂျုံတက်ပြီးတော့အာနာပြအုပ်ချုပ်ပြန်တော့လေအာနာယူအပြစ်အထင်လွဲခံရတက်ပြန်ပါတယ်အခွင့်အာနာဆိုတာကအရှင်အဝါပြပြီးလုံပိုင်ခွင့်ရှိအောင်မြားတောင်းမှုနဲ့လူတွေရဲ့အကျိုးအတွက်ခေါင်းဆောင်အဖြစ် ခါရခြင်းအမှုပညာဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းဖြစ်ဖို့ဒီအမှုပညာကိုငယ်ငယ်ကတည်းကခြေညက်ထားရမယ်။လူတွေရဲ့ယုံကြည်မှုကို အပြည့်အဝစွမ်းဆောင်နိုင်ပြီဆိုရင်ခေါင်းဆောင်အနေနဲ့ဘလောက်ပဲအသုံးမချသည်ဖြစ်ပါစေကိုယ်ခေါင်းဆောင်မှုကြောင့်အခြေအနေဆိုးရွားသွားခဲ့ရင်တော့နာခံသူတွေအများရှိနေမှာဖြစ်ပါတယ်။နှစ်ဖက်နှစ်ခွလူသားတွေဟာသူတို့ရဲ့စိတ်ခံစားချက် အားလုံးတွေကိုရိုးစင်းပြီးစင်ကြယ်တယ်လို့ထင်တတ်ကြပါတယ်။ တချို့လူတွေကိုအချစ်ကြီးနဲ့ချစ်ပေမဲ့တချို့လူတွေကိုကြတော့အစွဲကြီးနဲ့မုန်းတက်ကြတယ်တချို့ကိုကြတလီတလီ တစားယူသေးကြပြီးတော့ကျိုးနုံပြီးတချို့လူတွေကိုကြမစင်ထက်ယုံမုန်းတာမျိုးဖြစ်တတ်ပါတယ်အမှန်တော့လူသားရဲ့စိတ်ကံစားချက်အားလုံးဟာယိုးစင်စင်ကြဲဖို့နေနေတတ်တာမူမမှန်ပဲဒွိတသဘောနဲ့ဟိုမရောက်ဒီမရောက်ဖြစ်နေတာပါ အချိန်တခုတည်းတပြိုင်တည်းတည်းမှာလူတယောက်အပေါ်ချစ်လဲချစ်နိုင်တယ်လို့မုံလဲမုံနိုင်ပါတယ်။ယိုကျူးလေးစားတော့ကာကာတီတီမုံတီနေတတ်ပါတယ်။အထူးသဖြင့်ခေါင်းဆောင်တွေအပေါ်လူသားတွေထားရှိတတ်ကြတဲ့စိတ်ခံစားချက်အာယုံကအရှုပ်ထွေးဆုံးဖြစ်ပြီးဒွိယအဖြစ်ဆုံးပါ။ခေါင်းဆောင်တွေကမရှိမဖြစ်လိုအပ်ကြောင်းလူတိုင်းလက်ခံနိုင်ပါတယ်။ဒီလိုပဲအဖွဲ့အစည်းတိုင်းမှာမတူညီတဲ့ရှုမြင်ပုံလူလားချက်နဲ့ရည်ရွယ်ချက်တွေတီးကြရှိတတ်ပါတယ်။ ခေါင်းဆောင်မှုမရှိပါပဲအဲ့ဒီတီးကြဖြစ်နေတဲ့ရှုမြင်ပုံတွေလိုလားချက်တွေနဲ့ရည်ရချက်တွေကိုချိန်ညှိနိုင်မှာမဟုတ်တလို့အမြင်ကျကျနဲ့ခြုံငုံတုံးတက်ဖို့မဖြစ်နိုင်ပါဘူးခေါင်းဆောင်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ဥဆောင်မှုမရှိရင်အပွဲစည်းအနေနဲ့ဘယ်လို့မှ အချိန်ကြာကြာရပ်တည်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်လေလူတွေကခေါင်းဆောင်ကိုလိုချင်ကြပါလေအဲ့ဒီလိုပဲမသိစိတ်တွေကနေ မတိစိတ်ထဲကနေတို့အနေနဲ့ဝေခွဲလို့မရတွေးရဖြစ်နေတာကိုဖြေရှင်းပေးဖို့လိုလားနေတတ်ကြပါတယ်ဘလို့ပဲလိုလားနေပါစေအောင်တော့လူတွေအနေနဲ့တို့အပေါ်အရှင်အဝါပြအခွင့်အာဏာယူပြီးတော့တရားမဲ့အနိုင်ကျင့်ပြိနေမှာကိုလည်းကြောက်ကြပြန်တယ်အထူးသဖြင့်လူတိုင်းကိုယ်စီအတ္တနဲ့မာနရှိကြပြန်တော့လူလူချင်းလုံးကြီးလုံးကြီးအတင်မခံကျင်ကြပြန်ဘူးအကယ်လို့ခေါင်းဆောင်ဖြစ်သူကအခွင့်ကောင်းယူတာတွေ့ အကြမ်းဖက်ချင်တာတွေအတုံးမကြတာတွေသူတို့နေသူတွေးဟဖြစ်ပြီးတော့မတည်မကြဖြစ်နေတာတွေကိုလက္ခဏာလောက်မြင်ရသိရရင်ပဲမနေနိုင်တော့ပဲခေါင်းဆောင်အပေါ်တင်ကောင်မကင်းစိတ်ဖြစ်ကုန်လေဘလောက်ပဲခေါင်းဆောင်ကထူးချွန်နေပါစေသူတို့စိတ်ထဲမှာခေါင်းဆောင်တိုင်းကအတူတူပဲလို့ယူဆထားကြတယ်အဲ့ဒါနဲ့တင်ခေါင်းဆောင်နဲ့နောက်လိုက်အကြာကမတီချိန်မှုတဘာဝဆိုတာဖြစ်လာတယ်တစ်ဖက်ကလည်းနောက်လိုက်အပေါ်ယုံကြည်မှုအပြည့်မထားနိုင် နောက်လိုက်ကလည်းခေါင်းဆောင်အပေါ်မယုံကြည်နိုင်ဖြစ်နေရင်နှစ်ဖက်လုံးကစိတ်မှုမမှန်ကြတော့ပဲအပေးအယူအမဲလောက်ကြရတယ်။ခေါင်းဆောင်ခြင်းအမှုပညာခေါင်းဆောင်အနေနဲ့မဖြစ်မနေရှိကိုရှိရမယ်အခြေခံအကြဆုံးအရေးအသွေးကတော့အမျှော်အမြင်ရှိခြင်းပါ။ပွေလေးမြင်သာတဲ့စိတ်နေစိတ်ထားနဲ့အတူအမြင်ကျဲကျဲထားရှိနိုင်ပြီးတာဝန်ယူထားရတဲ့ဝတ္တရားနဲ့အဖွဲအစည်းပေါ်တက်ဆွမ်းသမျှဖြည့်ဆည်းဆောင်ရွက်ခြင်းပါ။ရေရိုရေရှိခွဲကြ ပိုင်းခွဲခြားပိုင်းပြနိုင်စွာရှိရမှာဖြစ်ပြီးတော့နောက်လိုက်တွေရဲ့တွေးခေါ်မျှော်မြင်နိုင်စွာကို တပြေးညီတိုးတက်အောင်လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်အပွဲဝင်တွေသို့မဟုတ်နောက်လိုက်တွေရဲ့ယုံကြည်မှုကိုယာနှုံးပြေမယုံရပါဘူးသူတို့ရဲ့ထောက်ခံချက်ကိုယာထားတိုင်းကို့အပေါ်တည်ဆာရှိမယ်လို့မဆိုလိုပါဘူးဝတရားအရာကိုဘကတာဝန်ခြေပြုနေသည်ဖြင့်အားလုံးရဲ့ယုံကြည်မှုနဲ့လေးစားမှုကိုရနိုင်မှာဖြစ်ပါတယ်။နေရာတကာမှာဂယုနာစိတ်ထားပြီးကွင်းလွန်နေဖို့မလိုအပ်ပါဘူး။ ပြက်သားမှုဟာအင်မတန်အရေးကြီးပါတယ်။ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်လက်အောက်ငယ်သားတွေအပေါ်ပြက်ပြက်သားသားအုတ်ချုပ်စီမံတည်နေဆိုပေမဲ့လောက်ပိုင်းခွင့်အာဏာရှိတိုင်းအရှိန်အဝါကိုပဲအတုံးချနေစရာမလိုအပ်ပါဘူး။မဖြစ်မနေအတုံးပြုတ်တင့်ချိန်ရောက်မှသာအာဏာပြပါ။အချိန်ပြည့်အာဏာပြနေရင်အားလုံးရဲ့ညူဆူမှုကြောင့်ထိန်းချုပ်ရခက်ခဲနိုင်ပါတယ်။အာဏာမပြပဲသူငယ်ချင်းပေါင်းများသောပြည်လဲမထီမဲမြေမထီလေးစားခံရနိုင်ပြီးတော့ အစားထိုးလို့ရတဲ့အသုံးချခံအဖြစ်ရှုမြင်သွားနိုင်ပါတယ်။လက်အောက်ငယ်သားတွေကကိုယ့်အပေါ်ယူသိမှုမရှိပေမဲ့ယုံကြည်မှုနာခံမှုလိုက်နာမှုတွေရှိတိုင်းသူတို့အပေါ်အရှိန်အဝါရှိတာမဟုတ်ပါဘူး။တပွဲတို့အသုံးချဖို့ຢာထားခံရလို့ပါ။လူအထာကိုပပနဲ့နဲ့နားလဲပြီးလူတွေအပေါ်ဒီဒီငိမ့်ငိမ့်နဲ့လွမ်းမှုနိုင်တဲ့အရှိန်အဝါမျိုးရကြရင်အရှိန်အဝါရဲ့အခြေခံသဘောတဘာဝ၃ရက်ကိုနားလည်ထားရပါမယ်။အခြေခံသဘောတရားတဲ့ စိတ်ရင်စိတ်မှန်ဖြစ်ပါစေဟန်ဆောင်ထားတဲ့ဇယိုက်မျိုးနဲ့ကောင်းဆောင်လုပ်လို့မရပါဘူးကိုစိတ်ရင်အစစ်အမှန်ကို အခြေခံထားတဲ့အာဏာမျိုးကသာစစ်မှန်တဲ့အချိန်အဝါမျိုးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဇယိုက်စစ်ဇယိုက်မှန်အခြေခံကောင်းဆောင်ဤအမျိုးမျိုးရှိပေမဲ့အခရာအကြဆုံးကောင်းဆောင်ဤတွေကတော့ကကြီးကေတင်ရှင်ဖြစ်ပါတယ်တမာကျန်းစာလာတမန်တော်မောရှိနဲ့အမေရိကန်လူအခွင့်ရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူမာတင်လူသာကင်ဂျူနီယာတို့လို အခက်အခဲပြိပခတွေကနေလွန်မြောက်ရာကိုလမ်းပြပေးတတ်တဲ့ဤပါခခွေပြောင်းလဲသူ ဖြစ်ပါတယ်မော်ဒန်ပကြီးပညာရှင်ပါပလိုပီကာဆိုခေတ်စ်ဂျက်စ်ဂီတာပညာရှင်ဂျွန်ခေါ်ထရိန်တို့မဟုတ် ရုပ်ရှင်ဒါရိုက်တာဒေးဗစ်လင့်ချ်တို့လိုတမယိုးချလမ်းယိုးကနေပြီးတော့ထိုးပေါက်ပြီးတော့လမ်းတင်မျိုးနဲ့ဥဆောင်ရှောက်လမ်းပြတဲ့ဤပါကားငယ် အမှန်တရားပတ်တော်သားဖြစ်ပါတယ်။လိမ့်လည်မှုဂုံချုံမှုအကောက်ကျံမှုလှည့်ပြားမှုအခွင့်အကောင်းယူမှုတွေကိုလုံးဝတီးခံမှုမရှိပဲကိုယ်တိုင်ကလည်းမှန်အောင်နေပြလုံးပြတတ်တဲ့ဤပါ။나ကြီးအချိုးဖြစ်တော်မှုပမာဏဖြစ်ပါတယ်။စိတ်ရှည်တီးခံပြီးအလုံးအပေါ်နားလည်မှုအရှိဆုံးဖြစ်ပါတယ်။အမားအယွေအဆုံးအရှုံးတွေကိုပုံပွေလင်းလင်းလက်ခံပေးပြီးအပြည့်အနာအစာတွေကိုပါတီးတဲ့နေရာမှာအထူးကျွမ်းကျင်လိမ်ပါတဲ့ခေါင်းဆောင်ဤပါ။ငါ ကုစားသူဖြစ်ပါတယ်။နောက်လိုင်းလက်အောင်ငယ်သားတွေရဲ့အားနည်းချက်ကိုထောက်ပြတတ်ပြီးတော့အမားအရွယ်အကြရှုံးမရှိအောင်နီးမှန်လမ်းမှန်တင်ကြားလေးချင်မှုတွေနဲ့ကျိုတင်ကုစားနီးမျိုးပါစလုံးတင်ကြားသူဖြစ်ပါတယ်။အမားအရွယ်ကြရှုံးမှုတွေကနေတင်ကန်းစာယူဖို့ပြောတတ်ပြီးတော့ဒုတိယအခွင့်အရေးပေးတဲ့နီးတဲ့ခေါင်းဆောင်နီးဖြစ်ပါတယ်။တခြားခေါင်းဆောင်နီးတွေအများကြီးရှိပေမဲ့ဒီ6မျိုးကတော့အခရာကြဆုံးနီးတွေဖြစ်ပြီးတော့ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မဲ့နည်းလမ်းကိုရှာပွေပါအကျိုးရှိအောင်အသုံးချပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူတဘောလူမနောစာအုပ်အပိုင်း7ပဲဖြစ်ပါတယ်အခြေခံသဘောတရားနဲ့အမှုအကျင့်ဖြောင့်မပါစေလူမရဲ့အတ္တကြီးပါတယ်ခေါင်းဆောင်ဆိုရင်အတ္တမာနပူများပါတယ်ကိုဂျိုးသမားတွေအကြမှာပူကောင်းပါဖို့အတ္တစိတ်မထားလို့မရပါဘူးဒါပေမဲ့ အတားစိတ်သို့မဟုတ်ခေါင်းမာစိတ်များသွားရင်လည်းတလွဲဖြစ်သွားနိုင်ပါတယ်။စိတ်ခံစားချက်တွေနောက်ကိုလိုက်လို့မရပေမဲ့စိတ်အာယုံနဲ့ခံစားပြီးတော့အတ္တမာနနဲ့ခိုင်းတက်ရပါမယ်။တော်ကောင်းစိတ်မွေးပြီးတော့ကေတီရှင်ပဲလုပ်နေလို့မရပါဘူး။ကြမ်းတင်ရင်ကြမ်းရမ်းတင်ရင်ရမ်းရပါမယ်။အဲ့ဒီလိုပဲတည်တတ်တည်ရင်တည်တတ်ရမှာဖြစ်သလိုတနာကျင်တော်မူနားလေမှုတွေပေးတယ်ရင်ပေးနိုင်ရပါမယ်။ကိုယ်အုံမှုအချင်းတွေကကိုယ်စိတ်နဲ့ဆိုင်ပါတယ်။ လူတွေရဲ့လေးစားမှုနာခံမှုယိုကျိုးမှုကိုလိုချင်ရင်ဖြောင်းမတည်ကြည်တဲ့အမှုအကျင့်မျိုးနဲ့သွာလာလှုပ်ရှားနေထိုင်ကြံစီတက်ရမှာပါ ကိုအကျိုးကိုလည်းမမေ့ပဲအများအကျိုးကိုတပြိုင်နက်တည်းစွမ်းဆောင်နိုင်အောင်ခေါင်းပါတဲ့စိတ်ကျင်နာတဲ့နှလုံးသားနဲ့ဦးစီးဦးဆောင်ပါအခြေခံသဘောတရားတုံးအပြောအဆိုမှန်ပါစေစကားပြောဟန် လေယူလေသိမ့်ကိုနားထောင်ပြီးတော့ကိုချင်းတိတ်ခါနဲ့အစင်အတန်းခွဲလို့ရပါတယ် ကောင်းဆောင်အနေနဲ့စကားပြောတိုင်းအတုံးအနှုံးလေးတန်အနှိမ်အမြင့်အလိုက်မပြောတတ်မဆိုတတ်ရင်မထီမဲ့မြင်ပြုခံရပြီးတော့အထင်သေးခံရတတ်ပါတယ်မာသိရင်မာပြောသိရင်ပြော့ရိုင်းသိရင်ရိုင်းချိုသိရင်ချိုတတ်ရပါမယ်စကားပြောပညာကမွေးရပါပါရမီမဟုတ်ပါဘူးအကျဉ်းချင်းလေးချင်ပြီးတော့အကျဉ်းချင်းမှားရင်ရှုံးနေမှုမှသာကျွမ်းကျင်နိုင်တဲ့ပညာဖြစ်ပါတယ်စကားတကွရဲ့တန်ဖိုးကို စကားမှားဖို့ပြီး အပြောမှားခြင်းကြောင့်နောင်တရဘူးသူတွေဒါနားလဲပါတယ်။သင်ပြလို့ရတဲ့ပညာမဟုတ်သလိုလေ့ကျင့်နိုင်လဲကျွမ်းကျင်နိုင်တဲ့ပညာမဟုတ်ပါဘူး။ဒါပေမဲ့အပြောတစ်ချက်နှုတ်လေးတဟလောက်နဲ့ကိုလိုချင်တာကိုရအောင်လုပ်လို့ရတာကြောင့်အပြောအဆိုကို အချိန်ရှိကလေးကလေ့ကျင့်ထားရပါမယ်။အခြေခံသဘောတရားလေးအနည်းအထိုင်မှန်ပါစေ။လူကြီးတယောက်အနေနဲ့ပြဿနာခံနေလို့မရပါဘူး။အနည်းအထိုင်ကိုကြည့်လိုက်ရုံနဲ့ လူမှုအဆင့်အတန်းကိုချက်ချင်းသိနိုင်ပါတယ်။ဇုံခရင်ပကန်းရောင်းမကင်တွယ်ပုံကအစလမ်းလျှောက်သွားလာပုံအစုံဝတ်စားစေရင်မူမျက်လုံးအကြည့်။ပါဇက်အလှုပ်လက်အမှုအရာ ကိုအမှုအရာခေါင်းအနေထားစသဖြင့်အားလုံးကအထင်ကြီးလေးစားစရာဖြစ်နေရပါမယ်။သူသူကိုကိုဖြစ်သလိုနေတိုင်းပြုမှုရင်တော့လူထင်သေးခံရနိုင်ပြီးတော့ဘယ်လောက်ပဲအခွင့်အာဏာရှိနေပါစေလူချိန်မှမဟုတ်ပါဘူး။အခြေခံသဘောတရားကား ရှောင်ရံအမှုတည်တတ်ပါစေလူအများထံတည်သူတက်သူကောင်းဆောင်ဦးဆောင် ရှေးဆောင်နေရာကိုအများအပြားရတတ်ပါれလူအများထက်တည်သူတက်သူကကောင်းဆောင်ဦးဆောင်ရှေးဆောင်နေရာကိုအများအပြားရတတ်ပါれတည်တိုင်းတက်တိုင်းတော်တိုင်းထက်တိုင်းအပြစ်ကင်အောင် နေတတ်မှာမဟုတ်ပါဘူးအမားနဲ့ကင်းနိုင်တဲ့သူမရှိပါဘူးဒါပေမဲ့အမားကိုတည်အောင်တော့လောက်ကိုလှုပ်ထားရပါမယ်ကိုမလှုပ်ပိုင်ခွင့်နဲ့အာနာရီရှိနေပါစေ လုံခွေရှိတိုင်းလုံလို့ရခြင်းမှာရနိုင်ပါတယ်။နေရသေးတာအနေအထားအခြေအနေအလိုက်မတူညီတဲ့အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်အမြင်မှာလုံလို့ဖြစ်တယ်လို့ယူဆတိုင်းအများအမြင်မှာမလုံသင့်ဘူးလို့လက်ခံထားတာမျိုးတွေရှိပါတယ်။ကိုယ့်အတွက်အတိတ်ပဲမရှိ ဖြစ်ကောင်းဖြစ်နေတတ်ပေမဲ့အများအတွက်တော့အလေးထားစရာ ဖြစ်နေတတ်ပါတယ်။ဒါတွေကိုလေလူရှုလို့မရပါဘူး။တမန်ရိုးကြတော့မဟုတ်ရှေ့ရိုးစွဲအမြင်တွေက ခေတ္တကာလကြီးအတွက်အကျိုးမရှိတော့ပေမဲ့ရှစ်ရိုးဆွဲအမြင်ကိုပဲလက်ကင်သုံးပြီးတော့ကြီးပြင်းလာရတဲ့လူတွေအတွက်တော့အကျိုးမဖြစ်တော့ရင်တော့အကျိုးရှိစေခဲ့မယ်အကျိုးရှိစေခဲ့လို့အကျိုးရှိစေမှုတကူအဖြစ်ယူဆနေကြမှာပါဒါကိုနားလည်မပေးနိုင်ပဲမသိနိုင်ပါပဲထတ်တူမခံစားနိုင်ပဲကိုယ်စိတ်နဲ့ကိုယ်ပိုင်းဖြတ်လောက်ကင်ခြင်းမပြုရပါဘူးမလိုအပ်ပဲမျောလင်းရအတုတွေပေးပြီးတော့ဂရီမားတွေနဲ့လူတွေရဲ့ယုံကြည်ချက်တွေကိုမစော်ကားမိပါစေနဲ့ မန္တာကိုပြောမှအမှန်တရားနဲ့ထတ်တူယက်တည်သူဖြစ်နိုင်တာမဟုတ်ပါဘူးတချို့မူသားတွေက အမှန်တရားထက် အသုံးကျပါတယ်ဒါပေမဲ့မူသားတွေကိုအမှန်တရားအဖြစ်ပြောင်းလဲပြောဆိုမိရင်တော့ကြောင်သူသောကြွက်တခိုးလိုပဲဖြစ်သွားပါလိမ့်မယ်လေးစားခံရမှုယိုကျိုးခံရမှုအလေးထားခံရမှုကိုတမင်လုံးယူနေတဲ့၍အချိန်အဝါရှိသူတယောက်ဖြစ်လာမှာမဟုတ်ပါဘူးရှောင်းရံဆောင်းရံကို နားလေပြီးတော့ ဝတရားအလိုက်လုံတဲ့လုံထိုက်တာကို လုံနေမှသာအချိန်တန်ယုံကြည်ခံရသူဖြစ်လာပါလိမ့်မယ်။အခြေခံသဘောတရား၆လိုက်လျောညီတွေဖြစ်ပါစေ။လမ်းအောင်ငယ်သာနောက်လိုက်တွေရဲ့ယုံကြည်မှုလေးစားမှုယုံကြည်မှုနာခံမှုတွေကခေါင်းဆောင်ရဲ့စွမ်းဆောင်မှုအပေါ်မူတည်ပါတယ်။စွမ်းဆောင်မှုအကျိုးရလဒ်တစ်ခုပြီးတစ်ခုပြနိုင်ပါ။တတ်တည်တာရကရှိသွားမှသာတဖြည်းဖြည်းချင်းအချိန်အဝါရလာနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့တခါလောက်အောင်မြင်ဘူးတာလောက်နဲ့ရထားတဲ့အချိန်အဝါပေါ်အခြေနဲ့နေလို့မရပါဘူး။ဩဇာအာဏာဆိုတာကတစ်ကောင်းတပင်းလိုပါပဲ။တတိတယဂယုတဆိုင်ပြုစုပြိုးထောင်စောင့်မတ်ကြည့်ရှုထားမှသာ မြဲမြံစီးပင်နိုင်မှာဖြစ်ပါလေ။နေရာကောင်းမှနေရာရတိုင်းတနေရာထဲမှာကြိုက်တလောက်နေလို့ရမယ်မထင်ပါနဲ့။အချိန်တန်ရင်ကိုယ်နေရာကိုတခြားတယောက်အစားထိုးဝင်လာမှာပါ။ ။ခေါင်းဆောင်ဆိုတာကပြိုးပင်နဲ့တူတဲ့ဩဇာအာဏာကိုခေတ္တထိန်းသိမ်းကြီးရှုရသူတတ်တတ်ပါ။နေရာကောင်းမရသရွေအပေါ်ကိုဆက်တတ်ပါ။နေရာရသွားခဲ့ရင်မြဲနိုင်သမျှမြဲမြဲနေနိုင်အောင်ကြိုးစားပါ။တော်ဝင်တဲ့ဝတ္တရားပေါ်ခြေပြုံနိုင်အောင်စွမ်းရည်မျိုးကြဆင်းသွားခဲ့ရင်ခြေနှက်စွာနဲ့နောက်ဆုတ်ပါဒါဟာလိုက်လျောကြီးတွေနေတက်ချင်းဖြစ်ပါတယ်အများသောဘောကိုအကြိုက်လိုက်ဆောင်နေစရာမလိုသလိုကိုအတ္တနဲ့ ကိုယ်စိတ်ကြိုက်လှုပ်ချင်တာကိုလုပ်နေလို့မရပါဘူးလူနေမှုဘဝရဲ့နေပေတိုင်းမှာသူ့နေရာနဲ့သူသူ့တာဝန်နဲ့သူတဘာဝဝတ္တရားကိုစီနေရာတကြရှိပြီးသားပါ နေရာမှန်မှာ နေတတ်အောင်ကြိုးစားပါပရိသတ်နဲ့ခေါင်းဆောင်အသားကျသွားခဲ့ရင်နှစ်ဦးနှစ်ဖက်စလုံးကိုစီအရှိန်အဝါနဲ့တောက်ပြောင်နိုင်မှာဖြစ်ပါတယ်အခြေခံသဘောတရားခုနှစ်ကောင်းဆောင်မှုဆိုင်ရာအခြေခံဥပဒေတာ၄ရပ်ကိုနားလည်သဘောပေါက်ထားဖို့လိုပါတယ် အခြေအနေအခြေအခါအလိုက် ထိုက်သိတဲ့ပေးဆပ်မှုနဲ့အတူတာဝန်ဝတ္တရားပေါ်ကြေပြောင်းအောင်ထမ်းဆောင်နိုင်ရပါမယ်နှစ်ဒူမတူကိုပိုင်ဖြစ်တဲ့ခေါင်းဆောင်မှုနီးဟန်တဲ့တာဝန်ဝတ္တရားကပေးအပ်လာတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကို ပြည့်မြောက်စွမ်းဆောင်ရပါမယ်သုံးအခက်အခဲအတားအဆီးအနှောက်အယှက်အပိတ်အပင်များစွာနဲ့ထိတိုက်ကြုံတွေ့ရပါဖြစ်တဲ့အတွက်ဘလို့အခြေအနေအခြေအခါအနေအထားမဆိုအတိတ္တိနဲ့ ရှင်တဲ့အာယုံစူးဆိုင်မှုအပြည့်အဝထားရှိနိုင်ရပါမယ်၄ကိုယ်အဆင့်အတန်နဲ့ထပ်တူညီကြတဲ့လုပ်ငန်းဆိုင်ရာအကျိုးဖြစ်ထွန်းမှုစံနှုန်းကိုပြည့်ပြည့်အောင်ပုံဆောင်နိုင်ရပါမယ်စီးမင်းစည်းကမ်းတို့နဲ့မြင့်မြတ်သောဘဝကိုတည်ဆောက်ရ၏ဟိုစေအော်တေကာကာဆက်အခန်းဆက်6မျက်နှာဖုံးနောက်ကွယ်ရံလိုစိတ်တဘာဝနေရာမှာလူတွေမှာညင်သာစိတ်မရှိပါဘူး ကျင်နာစိတ်ကြောင့်ယင်းဒီတွေ့တောင်းမှုကိုမမောကြပါနဲ့ခုခံစိတ်ကြီးတဲ့သူတွေပါအဲ့ဒီခုခံစိတ်ကြီးကြောင့်ပဲရန်လိုစိတ်နဲ့လွှမ်းမိုးလိုစိတ်တွေကများလာကြပါတယ် sick man fright လူတွေကိုကြည့်လိုက်ရင်ချိုချိုတတကျင်ကျင်နန်နာနဲ့အင်မတန်ပေါ်ရွေကြတယ်လို့ဒါပေမဲ့အဲ့ဒီမျက်နှာဖုံးတွေရဲ့အောက်မှာတော့လူတိုင်းလူလူစိတ်လုံးရှားနေပြီးတော့ခံပြင်းစိတ် အားမလိုအားမရစိတ်တွေနဲ့စိတ်ပင်ပန်းနေတတ်ပါတယ်။တယောက်နဲ့တယောက်လွှမ်းမိုးချင်ကြတယ်၊လှည့်ပတ်ချင်ကြတယ်၊အခြေအနေအလိုက်ချုပ်ကင်ချင်တတ်ကြတယ်။လှုပ်ချင်တိုင်းလှုပ်လို့မရတော့လှုပ်ချင်တာမရရအောင်မဖြစ်ဖြစ်တဲ့ဤတွေကြံပန်ပြီးတော့မာယာတွေပရိယေတွေအရေအညာတွေနဲ့ပတ်သက်ဆက်ဆံကြတယ်။တယောက်ပေါ်တယောက်ပူတာချင်ကြတယ်၊သူ့ထက်ကရှေ့ရောက်ချင်ကြတယ်။နောက်ကလူမဖြစ်ချင်ကြဘူး။ဘေးရောက်သွားမှစိုးရိမ်စိမ့်တဲ့ ဒီခံနိုင်စွာမရှိကြတော့ဘဲဆက်ဆက်ထိမကန်ဖြစ်နေတတ်ကြတယ်။လူနေမှုအဆင့်အတန်းနဲ့အထက်တန်းကိုရောက်နိုင်မှုဘာကိုမဆိုလုံရဲလာကြတယ်။ပေးဆက်မှုဘလောက်ပဲရှိနေပါသေး။သူ့ထက်ငါတာခွင့်ရှိတဲ့ဘဝမျိုးကိုအပြိုင်ဆိုင်များတဲ့။လူနေမှုတဘာဝအကြီးကြောင့်ပုံမှန်မောလာကြတယ်။လူအထာကိုပါနှံ့လူတဲ့သူတွေအနေနဲ့လူတွေရဲ့စိတ်ဓာတ်မျိုးကိုစူးစမ်းတတ်ရမယ်။အစွဲကြီးရန်လိုသူတွေနဲ့ အမှုစိတ်ရန်လိုသူတွေကိုကွဲပြားအောင်ကြီးတက်ရမယ်။သူတို့ရဲ့ကြွားချမှုထူးခြားမှုအားနေချက် အားသာချက်အများနဲ့ပတ်ဝန်းကျင်ပေါ်တက်ရောက်မှုစသဖြင့်ဝေဖန်သုံးသပ်တတ်ရမယ်။သူတို့ရဲ့အပြုအမူအနေရထိုင်အသွားလာအမှုအချက်တွေကိုမှတ်သားထားပြီးတော့အနေရဖြစ်စေတတ်တဲ့အမှုအရာဒဲလုံစာဝိတေသလက္ခဏာတွေကိုမှတ်တမ်းကောက်တက်ရမယ်။လူတို့ဦးနဲ့တူရန်လိုစိတ်ကြွားချမှုတွေကို နိုင်ရှင်သုံးသပ်နေရမယ်။ ရန်လိုသူတွေဟာတပတ်သားရဲ့ကြောက်စိတ်လန့်စိတ်ဒေါသစိတ်နဲ့ရန်မူစိတ်ကိုစွာပေးပြီးတော့သူတို့ရဲ့အရှိန်အဟွာကို အုံမြစ်တီတက်ကြတယ်။ဒါကြောင့်ကိုယ်စိတ်ကိုသူတို့အတွက်နဲ့အပြောင်းမခံပါနဲ့။ကိုယ့်ရဲ့ရန်လိုရန်မူစိတ်ကို အကျိုးရှိအောင်အသုံးချတတ်ရမယ်။ရက်တည်ရဲတဲ့စိတ်ဓာတ်မျိုးကို မွေးမြူပြီးတော့မကောင်းတဲ့ရန်မူစိတ်ကိုတံမြန်တိုက်ခိုက်ရင် ကိုယ့်ရဲ့ချက်ကိုပြေဝအောင်ဖြည့်ဆည်းတတ်ရမယ်။သဘောတဘာဝ အတိတ်နဲ့လက်ရှိပြစ်ဆုံးပံကာလမှာမြင်သိနိုင်တဲ့ဖြစ်စဉ်သမိုင်းတွေအရလူသားတွေဟာထင်မှတ်မထားလောက်အောင်ကိုအကြမ်းဖက်စိုးသွမ်းရက်စက်နိုင်ကြမှန်းသိကြပါပါလူသားတွေကသဘာဝလောကကြီးထဲမှာရက်စက်ကြမ်းကြုတ်နိုင်မှန်းသိနိုင်နေတဲ့တခြားသက်သေတွေကလက်ရှိလူနေမှုလောကထဲမှာပဲလူတိုင်းကြောက်ရတဲ့ရာဇဝတ်သားတွေလူသက်သမားတွေအလိုလောဘကြီးတဲ့ကိုချိုးရှုအရေးရှင်ကြီးတွေကောက်ကျစ်စင်းလဲတဲ့ရှင်နေ လူလိန်လူကောက်တွေလိန်ပိုင်းဆိုင်ရာမရိန်ကောင်တွေစသဖြင့်အများကြီးရှိနေတာကိုကြီးချင်းအပြည့်လက်ခံနိုင်ပါပါသူများရဲ့ရန်လူစိတ်ရန်မူစိတ်တွေနဲ့ကိုမှဖြစ်တဲ့စိတ်တွေကိုလူတိုင်းလူလူနှိုင်းရှင်ပြီးတော့အတွေးနယ်ချဲ့ဘူးကြမှာပါအကြောင်းမဲ့ပဲသူမှစိတ်တစားလူတသမာဖြစ်ခြင်းစိတ်ပေါက်လာမှာမဟုတ်ပါဘူးဘလိုပဲဖြစ်ဖြစ်စိတ်ဆုံးမှုအကြောင်းရင်းတစ်ခုတော့အ ਨੇ ဆုံးရှိကိုရှိပါတယ်တယောက်နဲ့တယောက်တော့တူခြင်းမတူပါလိမ့်မယ် တဘာဝလောကကြီးတွေကတတဝါတိုင်းလိုလိုယံမူယံလိုစိတ်ဝိညာဉ်ရှိကြပါတယ်ဖြစ်ချင်တော့လူသားတစ်မျိုးတည်းပဲဒီညင့်ကိုအတိညာနဲ့တွဲဖက်ပြီးတော့ပိုထက်မြတ်တဲ့ယံလိုစိတ်ဖြစ်အောင်ပြောင်းလဲတွေးခေါ်ခံစားနိုင်တာပါယံလိုစိတ်တိုင်းမကောင်းတာတော့မဟုတ်ပါဘူးမတရားမှုကိုတားဆီးလိုစိတ်မကံလိုစိတ်စသဖြင့်ကောင်းတဲ့စိတ်ဤစိတ်ခံလေးဖြစ်နိုင်ပါတယ်ယံလိုစိတ်ကိုစိတ်ခွန်အားအနေနဲ့အသုံးချလို့ရပါတယ်အရေးအမြတ် အချိန်မရေးသေးသွားနိုင်မှမသိတဲ့အတွက်မရေရတဲ့ဘဝမှာလက်ရှိ လုပ်နေတဲ့အလုပ်ပြုတ်သွားနိုင်တယ်လို့အခုချိန်ချမ်းသာနေပေမဲ့မထင်မှတ်ထားတဲ့ကံတရားအလဲအပြောင်းအကြောင်းဘွဲတွေသွားနိုင်တာကိုလူတိုင်းသိနေကြပြီးသားပါဘဝဆိုတာကအမြဲတမ်းပြောင်းလဲလှုပ်ရှားနေတဲ့အဖျားထိတ်ကခဲအဆန်လေးကိုပါအချိန်မရွေးပြုတ်ကြသေးသွားနိုင်တာကြောင့်ဟန်ချန်းကြီးအောင်ထိန်းနေရပြီးတော့ မရေရာမှုတွေများနေတာကြောင့်ဖြစ်လာနိုင်ခြေတွေကိုလည်းကြိုတင်တွေးခေါ်ရင်းကပူပင်တော့ကရောက်နေကြရတာပါစိတ်မလုံးကြုံမှုတွေကိုစီရှိနေပြီးတယောက်နဲ့တယောက်ဘာတွေတွေးနေကြံနေကြတယ်ဆိုတာကိုပါမသိနိုင်တဲ့အပြင်ဖြစ်ချင်သောလူမှုအတိုင်းအမြုံတတဝါမှုတဦးနဲ့တဦးမဖြစ်မနေမိခိုနေကြရပြန်တဲ့အခါအချိန်တိုင်းစိတ်မချနိုင်အာမရနိုင်ဖြစ်နေကြရပါတယ်လူချင်းစိတ်တောင်းတစိတ်ရလိုစိတ်အလိုဆန္ဒတွေအရာချစ်ခင်မှု တွေ့တာမှုမျက်နှာမှုတွေကိုလည်းမပြတ်မနေလိုအပ်တယ်လို့စိတ်လှုပ်ရှားမှုယဉ်ပိုမှုဇောထက်တန်မှုတွေကြောင့်ဘဝကိုစွန်စားဖို့ရာတတိစိတ်မွေးကြရပါတယ်။မွေးကင်းစအရွယ်ငငယ်ကလေးကစိတ်မလုံးကြုံမှုများစွာနဲ့ကြီးပြင်းလာခဲ့ရပြီးတေးဒီအထိအဲ့ဒီစိတ်နဲ့အသက်ရှင်လာကြရတာပါ။ရှုပ်ထွေးပွေပွေလီတဲ့လူမှုလောကမှာရုန်းကန်လှုပ်ရှားရင်းမဖြစ်မနေကြုံတွေ့ကြရတဲ့ဘဝအခက်အခဲတွေကိုအတတ်နိုင်ဆုံး ရဲဆိုင်နိုင်အောင်ကြိုးစားကြပေမဲ့ကုရကယ်ရမယ့်ဖြစ်လာတဲ့အခါမျိုးတွေမှာကိုကိုကို အားမလို့အားမရစိတ်တွေဖြစ်ပြီးတဲ့နောက်မှာ စိတ်ယူပေါက်ကွဲခြင်းနဲ့ဝမ်းနည်းကြေကွဲခြင်းနှစ်စိတ်တည်းကတစ်စိတ်ဖြစ်ကိုဖြစ်သွားတတ်ပါတယ်လူတိုင်းလူလိုစိတ်မလုံးကျုံမှုတွေအများကြီးရှိပါတယ်စိတ်မလုံးကျုံမှုကို ကာကွယ်လူစိတ်ဖုံးကွယ်လူစိတ်ခုခံလူစိတ်ကြောင့်ရန်လူစိတ်ဖြစ်လာတာပါမျက်နှာဖုံးများစွာနဲ့ကာကွယ်ကြရင် မျက်နှာဖုံးများစွာနဲ့ကာကွယ်ကြရင်ကောင်းတဲ့ခုခံစိတ်နဲ့မကောင်းတဲ့ခုခံစိတ်ရဲလို့နှမျိုးကွဲသွားပြီးကိုယ်အပါဝင်ပဝန်းကျင်အတိုင်းအဝန်းအပေါ်ကောင်းကျိုးဆိုးကျိုးတက်ရောက်မှုတွေရှိသွားတာဖြစ်ပါတယ်။တုပ်ပြန်ဒီနေ့စဉ်လူနေမှုဘဝမှာရံလိုရံမှုခြင်းနဲ့လူတွေနဲ့မဖြစ်မနေပြောဆိုဆက်ဆံရမှာပါ။ကိုယ်တိုင်းကလည်းရံဆောင်နေတဲ့သူဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။ဒေါသထွက်နေတဲ့စိတ်တိမခံနိုင်တဲ့အမှုအရာနဲ့လူကြားထဲတော့သွားကြမှာမဟုတ်ပါဘူး။ ဲပါဆိုရင်မူကလန်နဲ့မိသားစုဝင်တို့အပေါ်ရန်ဆောင်ခဲ့တာမျိုးလှုပ်ချင်လှုပ်ခဲ့ပေမဲ့လုပ်ငန်းခွင်ရောက်ရင်တော့မျက်နှာပုံးဆုပ်ပြီးတော့ရင်းနှီးဖော်ရွေပြတတ်ရပါတယ်စိတ်ခံစားချက်တွေကိုမျိုးသိထားရတာမလွဲပါဘူးအထူးသဖြင့်ကိုယ့်ရဲ့အရင်စိတ်ကိုဖုံးကွယ်ထားရတာအင်မတန်ပင်ပန်းပါတယ်ပင်ပန်းပါတယ်အပြုံတို့နဲ့လူကြားထဲမှာဟန်ဆောင်နေရမှများလာတဲ့အခါမျိုးသိမ့်နိုင်စွမ်းတွေကုန်ကန်းသွားတဲ့တနေ့မှာအရင်စိတ်ကြောက်ပောက်ကွဲသွားတတ်ပါတယ ပေါက်ကွဲရင်တော့မှအကြောင်းပဲတိုက်ဆိုင်မှုမရှိပဲစိတ်ထားဖောက်ပြီးတလွဲတွေလုံးပြီးတက်ကြပါတယ်။အဲ့ဒီလိုမဟုတ်ပဲစိတ်ပင်ပန်းမှုတွေကိုအလွဲသားအလွဲသုံးစားလုပ်ပြီးတော့အခွင့်ကောင်းယူလာတာမျိုးတွေနဲ့ကြုံလာရင်စိတ်ရိုင်းကိုကိုင်တွယ်ဖို့လိုလာပါပြီ။တချို့လူတွေက အခွင့်ကောင်းယူခြင်းစိတ်တတ်တဲ့ရန်လုံစိတ်ကိုမမလုံစိတ်နဲ့တွဲပြီးတော့မျက်နှာပေါင်းအတူတတ်တတ်ကြပါတယ်။စိတ်ရင်းစေတနာမပါတယ်လို့စိတ်ရိုင်းမဟုတ်တော့ပဲ။ ကိုကြည့်တရားပြက်ပြားတဲ့အမှုအချင်းအထိဖြစ်စေတဲ့အတွက်ရန်ဆောင်တဲ့အကြောင်းပြချက်တွေကိုကင်တွယ်ဖို့နီးလန်းလိုအပ်လာပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူသဘောလူမနောစာအုပ်အပိုင်းဆက်နှစ်ဒီမှာတင်ပြဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sonipo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြင်တာရဲခံပါတယ်။သဘောကြနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြင်တာရဲခံပါတယ်ခင်ဗျာ။ အားလုံးကောင်းသောနေ့တွေကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးအသွေးနဲ့ကတ်သုံးပါးရံမှာအမြန်ဆုံးကျော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ